တာရရဲနေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမြချင်းနဲ့ကနေမှဖန်ပြန်လေးပြီးကြိုဆိုပါရစေ။ရာတီဥဒုတရအေးလာပြီးတော်လန်ရင်းမိသားစုတီကျမရဲ့ဒီကူးဆက်ကြပါလို့ပြောချင်တယ်နော်။ဒီနေ့ကတော့ပထမအဦးဆုံးအနေနဲ့ဗီဒီယိုတစ်ပုဒ်ကိုအရင်နားထောင်ကြည့်ရအောင်နော်။ KIA အနေနဲ့လက်ရှိနိုင်ငံရေးလိုအပ်ချက်အရတော်လန်ရင်းအင်အားစုတွေနဲ့လက်တွဲနေတာဖြစ်ပြီးမလိုအပ်တော့တဲ့အခါမှာ MNDAA နဲ့ TNL တို့လိုမျိုးလှုပ်ဆောင်လာနိုင်တယ်လို့ပိုးမြတ်လွတ်မြောက်ရေးအဖွဲ့ချုပ် PNL နဲ့ NCAS မှာ ဥက္ကဋ္ဌဘုံမူကြီးခွန်ဥက္ကာကစီရင်နာတည်င်းဌာနကိုပြောပါရယ်ဒီတဲမှာကိုနေမြေကိုလက်နဲ့ခေရန်အထူးသဖြင့်အောက်ပို့ပေါ့ဥပ္ပိကြီးပြောရတာလို့အပြည့်ရှိနေတော့တခြားမရနိုင်ဘူးဆိုဆရာကလည်းလက်နဲ့ဆက်ရုံရှိသေးတယ်ဆိုတော့လက်နဲ့လက်ထုံနိုင်တယ်ဒီလက်ထုံနိုင်တယ်ဆိုတော့ကဲဟိုချင်းကတာအောက်ပို့လမ်းကြောင်းအတွက်ချင်းကတာလည်းဖြစ်နေတယ်ပြရဲရိုပြရဲရလည်းသူထိတ်တဲ့ဖြစ်လာတဲ့ချိန်သူ့အနေနဲ့နိုင်ငံရေးဆုံးဖြတ်ပေးတဲ့ချိန်ကြတော့ သဘောထားတစ်မျိုးဖြစ်ရင်ဖြစ်မှာအခုကြာရရတော့စကားလုံးမပြောသေးဘူးသူမျိုးပွဲလည်းမဝင်သေးဘူးညီမမှာပဲဒီပေပခါရဖြစ်နေတဲ့ခါကျတော့ဒီတရားကအလုံးတည့်ခြင်းတည့်မှာပေါ့နောက်နောက်ပိုင်းသူနိုင်ငံကြီးပေါ်ဒီကတော့လူချင်းတစ်ခုခုရတယ်ဆိုရင်လည်း PDF နဲ့ပတ်သက်ပြီးကြာရလဲသူ့အထိုင်ကနေသူစင်သွားတော့မှာပေါ့ဆရာမတော့ဆရာလိုအပ်ချက်ရတော့နေတာလိုအပ်ချက်နေမလိုလားအတော့ဘူးဆိုရင်ပိုကန်တော့ ဘလောင်တို့လိုပဲဖြစ်လာလိမ့်မယ်လို့တွေ့ရတာပဲဆရာမအဲ့ကွာမယ်တော့မထင်ပါဘူးဒီဗီဒီယိုကတော့ CNI တရင်ဌာနကနေမှအသက်ကြီးပေမဲ့အလဲမစည်းသောခွန်အုပ်ကာကိုမေးမြန်းပြောဆိုထားတဲ့စကားဖြစ်တဲ့ဒီထဲမှာခွန်အုပ်ကာဆိုတဲ့ခွေးတကောင်ကနေမှမသေးခင်မှာပြောထားတဲ့စကားကတော့ KIAD ဟာဒီအခုလက်ရှိနိုင်ငံရဲ့အကြောင်းပဲဒီတော်လာရဲတွေကိုလက်သွဲနေတာဖြစ်တဲ့ KIAD ကဆွေးနွေးရေးလည်းမလုပ်ဘူးပြောမယ်ဆိုလို့ရှိရင်တော့ မစခွေးတွေကိုတိုက်ရမှာမို့လို့တော်လာရဲတွေနဲ့လက်သွဲတယ်။တကယ်လို့ဒါ KAAD ကအခြေအနေတစ်ခုခုဖြစ်လာတယ်ဆိုလို့ရှင်တော့ MNDAA တို့ TNLD လိုပဲဒီ PDF တွေကိုထားခဲ့မှာပဲဆိုတဲ့စကားကိုခွန်အုပ်ကာကတော့မသေးခင်မှာပြောသွားတယ်။ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ဒီနေ့ကျွန်မ KAA အကြောင်းလေးကိုနည်းနည်းလေးပြောပြချင်တယ်။ကျွန်မ KAA အကြောင်းကိုမပြောပြခင်မှာ ဘာကြောင့်မို့ KIAD ဟာဆွေးနွေးချင်းစပွဲကိုမလာတလေဆိုတဲ့ဥစ္စာကိုလည်းကျွန်တော် general ကမော်ပြောထားတဲ့ video တော်တော်လေးကိုအရင်နားထောင်ကြည့်ရအောင်နော်အခုကငင်းချမ်းရေးလို့ပြောတဲ့ခါမှာကျွန်တော် TIO ကနေခံယူတဲ့ငင်းချမ်းရေးနိုင်ငံတော်ကနေချမှတ်ထားတဲ့ငင်းချမ်းရေးကခုကနည်းနည်းမတူဘူးဖြစ်နေတယ် ခုဒါကိုညှိနေတော့အခုကျွန်တော်ကျွန်တော်တို့ပြောတော့ငင်းချိုင်းရင်းဆိုတော့ပါလေဟိုတိုက်ပွဲမရှိလို့ရှိရင်ငင်းချိုင်းရင်းလို့ခေါ်တော့ဒုတိယသမဂ္ဂမင်းကမအဖွဲ့ဒီအားလုံးကိုငင်းချိုင်းရင်းလမ်းကြောင်းပေါ်ကိုတက်လာနိုင်အောင်ကြိုးစားရမယ်လို့ပြောတယ်အဲ့တော့ငင်းချိုင်းရင်းလမ်းကြောင်းဆိုတော့ပါတကယ်တော့ကျွန်တော်ကချင်းလူမျိုးတွေစိတ်ထဲမှာပါရှိတယ်ဆိုတော့ပြည်တော်စုမြန်မာနိုင်ငံလို့ဖြစ်ပေါ်လာအောင်ကြိုးစားတဲ့အထက်မှာကချင်းလူမျိုးတွေအထူးဆုံးမှာပါအဲ့တော့ဒီကနေ့ကျွန်တော်ကချင်းလူမျိုးတွေအနေနဲ့က၄၀ခွန်မှာကျွန်တော်က ပင်လုံးကနေအစတူလာတဲ့ပြီးတော်စုစိတ်ကပြီးတော်စုထဲမှာအတူတူနေမယ်လို့ကျွန်တော်ပြောနေကြတယ်။ဒါကြောင့်ကျွန်တော်ဒီအရုပ်ကအမျိုးသားညီလာခံမှလည်းဒီကိစ္စကိုကျွန်တော်သိနေတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ဒီအရုပ်ကိုပြောနေတာကကျွန်တော်တို့ပြီးတော်စုထဲမှာမတူညီတဲ့လူမျိုးစုတွေအများကြီး။အဲ့ဒါမတူညီတဲ့ကိုယ်ွယ်မှုအများကြီး။ အဲ့တော့အတူတူနေဖို့ဆိုလို့ရှိရင်အတူတူနေလို့ရတဲ့အခြေခံဥပဒေကိုရှိရမယ်ခိုင်ခိုင်မာမာရှိရအခုဒီနေ1800နဲ့ကတော့အတူနေလို့မရအဲ့တော့အတူနေခြင်းနဲ့ဆိုရင်ဒီဥပဒေကိုပြုပြင်ရမှာကိုကျော်အောင်ဆန်းလုတ်ကြံပြီးခံရပြတဲ့နောက်ပိုင်းမှာဒီပင်လုံစိတ်တက်ပြီးပြီးပြောက်ကုန်ဖြစ်ရတယ်ဒီကနေ့ကျွန်တော်ပြောနေတာကပြည်တော်စုထဲမှာအတူတူကနေထိုင်ရေးမတူညီတဲ့လူမျိုးစုတွေနဲ့မတူညီတဲ့ဘာသာတရားတွေနဲ့ကျွန်တော်စုပေါင်းနေထိုင်ကြတဲ့နိုင်ငံတစ်ခုမှာအတူတူနေထိုင်နိုင်တဲ့ ခိုင်မာတော့အခြေခံတည်ထောင်ရှိရမယ်။နိုင်ငံတော်ချုပ်ချာအနာတာပဲကိုယ်ကတတ်မတော်မှာပဲတာဝန်ရှိတယ်လို့ရည်ထားတယ်။အဲ့တော့ကျွန်တော်တို့ကကျန်တဲ့တခြားလူတွေကဘာဖြစ်လို့ကာကွယ်ဖို့မရနိုင်ဘူးလဲ။ကောင်းပြီဒါဆိုရင်ဒီ25ရက်ခိုင်နှုန်းကိုတတ်မတော်ကယူမယ်ဆိုရင်ထားလိုက်တော့ GSC မခံရတော့ရခိုင်နှုန်းဘလောက်ပေးမလဲတိုင်းသားတွေ။ဒါလည်းလက်မခံနိုင်ဘူး။အဲ့တော့ကျွန်တော်တို့ပြောတာကဖြီတောင်စုတတ်မတော်တိဆောက်ရေးနိုင်ငံတော်ပြည်တော်စုမြန်မာနိုင်ငံတော်လို့ခေါ်တယ်ဆိုရင်ပြည်တော်စုတက်မတော်ဆိုတာရှိရမယ်။ဒါဆိုရင်ကျွန်တော်အစုအစည်းချုပ်တယောက်ရဲ့ ုချုံမှုအောက်မှာကျွန်တော် KIA တက်တာပြီးတော့ဆိုတက်များအဖြစ်သူပြင်စီဖွဲ့စည်းမယ်လို့ကျွန်တော်ကဘုဘုစလုပ်ခဲ့တာစစ်ကောင်းဆောင်ဘုချုံမှုကြီးမင်းအောင်လာရပါလေဒီအာနာသိမ်းပြီးနောက်ပိုင်းမှာငញ្ញန်ရေးဆွေးနွေးဖို့ဆိုပြီးတော့ဘုချုံကြီးတို့နေပြီးတော့လာဖို့ဖိတ်ခေါ်တာမျိုးရှိခဲ့ပါတယ် KIA နဲ့တော့မသွားဘူးပေါ့လေအဲ့တော့ KIA မသွားရတဲ့အဓိကအချက်ကဘာလို့ပြောလို့ရမလဲအဓိကတော့နှစ်ချက်ဖြစ်မယ်လို့ကျွန်တော်တို့ကတော့ဟိုရှင်းပြချင်ပါသေးတယ်ပထမအချက်ကတော့အချိန်အခါမသိနေဘူးပေါ့နော် ဒုတိယအချက်ကတော့စေတနာနဲ့ပံကနဲ့ပြစ်ခေါ်မှုပုံစံမဟုတ်ဘူးလို့မြင်ပါတယ်။အဲ့တော့ဒီနှစ်ချက်အရကျွန်တော်ကဒီပြစ်ခေါ်ချက်တွေကိုလက်မခံနိုင်မှသွားတာဖြစ်ပါလေ။ကျတော့ကချင်လိုမျိုးနဲ့ KIA နဲ့ကချင်လိုမျိုးတွေရဲ့ခံယူချက်ဖြစ်တဲ့ငိမ့်ချမ်းရေးအကြောင်းရယ်ပြီးလို့ရှိရင်ဒီနေ့ကျမတို့ကပြည်ထောင်စုမြန်မာနိုင်ငံမှာရှိတဲ့အတွက်ကြောင့်ပြည်ထောင်စုစိတ်သက်ရှိပြီးမှပြည်ထောင်စုမြန်မာနိုင်ငံတတ်တော်တည်ထောင်ဖို့ရာအတွက်ကျတော့ KIA ကနေမှဆန္ဒရှိတယ် ပြလို့ရှိရင်အခုစစ်ခွေးဒီရဲ့ငိမ့်ချရဲ့ခေါ်တဲ့ဥစ္စာကဒီငိမ့်ချရဲ့တက်ဖို့ရတော့အချိန်မဟုတ်သေးဘူးဒုတိယအနေနဲ့ကတော့ဇေဒနာနဲ့မန်ကန်နဲ့ဖိတ်ခေါ်ခြင်းမဟုတ်သေးတော့ကြောင့် KIA KIO တွေကတော့ဒီငိမ့်ချရဲ့စပွဲကိုမလာရသေးတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောသွားတယ်ဆိုတော့ဒီအထဲမှာခွန်အုပ်ကပြောသွားတဲ့စကားနှမျိုးကိုနှစ်ပိုင်းအနေနဲ့ပြောချင်တယ်တခုကသူပြောသွားတာကကျွန်တော် KIA ဒီဟာတော်လာရဲတွေနဲ့လက်တွဲတာကတော့ တော်လရဲ့ရဲပေါ်ဒီရဲ့ခွန်အားကိုလိုအပ်သေးတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တို့ KIA တွေကသူတို့နဲ့တွေ့တာဖြစ်တဲ့တကယ်လို့ဒါကျွန်တော်တို့ကနိုင်ငံရေးနဲ့ဖြည့်ရှင်းနိုင်တဲ့အရာတစ်ခုခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့တော်လရဲ့တွေကို MNDAA နဲ့ TNL တွေလိုပဲလက်တွဲဖြုတ်သွားမယ်ဆိုတဲ့စကားကိုသူပြောသွားတယ်ဆိုတော့တစ်ချက်ကစစ်ရဲအကြောင်းပြောချင်တယ်နှစ်ချက်ကငင်းချရဲအကြောင်းကိုပြောချင်တယ်ဘတ်မအူဆုံးစစ်ရဲကိုပြောပြမယ် သူများကတော့ကျမကို KIA ရဲ့ lobby ဖြစ်တယ်လို့ပြောတယ် lobby ပဲဖြစ်ဖြစ် law A ပဲဖြစ်ဖြစ် law C ပဲဖြစ်ဖြစ်เนาะကိစ္စမရှိဘူးကျမက KIA ဖြစ်တဲ့အတွက်ကြောင့် KIA အကြောင်းပြောတယ်ဒါပဲ KIA ကနေမှကျမကိုငားရမ်းထားတာလည်းမဟုတ်ဘူး KIA ရဲ့သတင်းဌာနကလည်းမဟုတ်ဘူးကျမကိုယ်တိုင် KIA ဖြစ်တဲ့အတွက်ကြောင့် KIA အကြောင်းပြောတယ်ဒါပဲစကားကိုရင်းရင်းတီးတီးပြီးထောင်စုစိတ်သက်မပါဘဲနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ ဒီတော်လာရဲချင်းမှာမပါဝင်ပေမဲ့လည်းပဲကျတော့ KIAD ဆင်းနေလို့ရတယ်ဆိုလိုချင်တာကဒီကဲလို့ဒါကျတော့ KIAD ဟာ MNDAA တို့လို TNL တို့လိုမျိုးတကူကောင်းဆန်ချင်တဲ့စိတ်သာရှိခဲ့ရင်ဒီ27တော်လာရဲဆိုတာကျတော့ KIAD ကချင်ပြည်နယ်တွေနဲ့လုံးဝမဆိုင်ဘူးဘာကြောင့်လဲဆိုတော့ကျမတို့ကတရုတ်တီကိုစကားတခွန်းပဲပြောလိုက်ရုံပဲ တရုတ်ဒီကိုစကားတခွန်းပြောလိုက်ရင်ကချင်ပြည်နယ်ဟာတရုတ်နိုင်ငံတွေလိုပဲအဆက်ဆက်အရာရာအဆင်ပြေမယ်စစ်ခွေးတွေမျက်စောင်းနဲ့တောင်မှထိုးလို့မရတဲ့ပြည်နယ်တစ်ခုအနေနဲ့ကျမတို့ရက်တည်သွားလို့ရတယ်ဆိုတာကိုပထမအ우ဆုံးပြောပြချင်တယ်ဒီနေ့စစ်ရဲအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီနေ့ကျမတို့ KIA ဒီဟာတော်လန်ရဲဆိုတဲ့ဒီ PDF ဒီကိုမတုံးရင်လည်းရတယ်ဘာကြောင့်လဲဆိုတော့ကျမတို့ KIA ဒီက Federal Democracy ကိုကျင့်သုံးတာအရန်ကြပြီကျွန်တော်တို့ကချင်ပြည်နယ်တစ်ခုထဲမှာပဲเนาะဥပမာအခုပူတာဥမာဆိုလို့ရှိရင် KIA ရဲ့လက်အောက်ထဲမှာရှိနေတော့ပြည်သူစစ်တီရှိတယ်ဥပမာ လီဆိုမှာလည်းလီဆို PDF ဆိုတာရှိတယ်ရဝမ် PDF တွေရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကချင်ပြည်နယ်မှာမွေးဖွားတဲ့ဂေါ်ခါစစ်တပ်ဆိုတာရှိတယ်အစတော့ကလည်းကြားဖို့မှာပါ ကချင်ဂေါ်ခါလို့ခေါ်တယ်ကျွန်တော်တို့တို့ကိုဂေါ်ခါလို့ပဲမခေါ်ဘူးကချင်ဂေါ်ခါလို့ခေါ်တယ်အာဂေါ်ခါတကြီးကြီးရှိတယ်အဲဥစားလဲကျွန်တော် KIA ရဲ့အောက်ထဲမှာရှိတယ်ပြီးလို့ရှိရင်နောက်တစ်ခုအနေနဲ့က KPDF ဆိုတာတည်တန့်ရှိတယ် KPDF ဆိုတာဟာအညာကဗမာ PDF တွေမဟုတ်ဘူး ဒီ KPDF ထဲမှာဘသူဒီပါဝင်တယ်လဲဆိုတော့ကျတော့ကချင်ပြည်နယ်မှာမွေးဖွားသောတိုင်းရင်းသားတွေအားလုံးပါဝင်ပြီးတော့တည်ဆောက်ထားတဲ့တော်လာရဲတပ်ဖွဲ့ဖြစ်တယ်။ဒါကြောင့်သူတို့ကို KPDF လို့ခေါ်တယ်။ KPDF တွေရဲ့တစိ့ကလည်းတစ်ဖက်မှာက KPDF တစိ့ရှိသလိုတစ်ဖက်မှာက KIA တစိ့ရှိတယ်။ ဒီပူတာဦးဘက်မှာရှိနေတော့ရဝမ် PDF ဒေါ်လာကောင်လီဆူ PDF ဒေါ်လာကောင်သူတို့မှာကလည်းသူတို့ရဲ့ PDF တစ်စိတ်ရှိတယ်လို့တစ်ဖက်မှာကျတော့ KIA ရဲ့တစ်စိတ်ရှိတယ်။ပူတာဦးဘက်မှာရှိနေတော့လီဆူလိုမျိုးတွေတချို့ဆိုလို့ရှိရင်ကျမတို့ကချင်လိုမျိုးတွေရဲ့ဘုံစကားဖြစ်တဲ့ဂျိမ်းဖို့စကားကိုသူတို့မပြောတတ်ဘူး။မပြောတတ်တဲ့အတွက်ကြောင့်သူတို့လူမျိုးနဲ့သူတို့အုပ်ချုပ်နိုင်ဖို့ရအတွက် 这个地段值得你来通台北去拍的，台北买 KIA 的几百的,的,的,的，今年都办六王六庙台买来。对啊，破钱破钱的个六王是干嘛表达的？个七六庙的二龙爷帮是干嘛拍的？对，金箔是干嘛个？没表达的，六王六庙的是的。这个欧超破也对，六王比的阿地段是的,的路路是。我觉着个钱比年嘛，觉着欧超那的才幺来嘞，看嘛。 ဒီ KPDF ဒီဆိုလို့ရှင်တဲ့တို့ရဲ့အုတ်ချုပ်ရဲ့မူကိုတို့သွားကြမှာဖြစ်တယ်။ဒါကိုကျမတို့ KIAD ကအစကတည်းကဖော်ဆောင်ထားပြီးတာဒါကြောင့်မို့ပဲကျမတို့ KIAD တည်ထောင်ထားတဲ့ဒီ college ကျောင်းတွေမှာဆိုလို့ရှင် Federal Democracy နဲ့ပတ်သက်တဲ့ကျောင်းတည်တံ့ကိုဖွင့်ထားပေးတယ်။ကျမတို့ကစာကြီးပဲတင်ပေးတာမဟုတ်ဘူးလက်တွေ့ဘဝမှာလည်းပဲဒီလို ဖော်ဆောင်တာဖြစ်တယ်။ကျတော့ကချင်ပြည်နယ်မှာကောရခအများကြီးရှိတယ်။ကချင်ပြည်နယ်မှာကချင်ပြည်နယ်သားတွေအုပ်ချုပ်ဖို့ရန်အတွက်အချိန်ရောက်လာခဲ့တဲ့အခါမှာကောရခတွေအတွက်လည်းသူတို့ရဲ့စစ်တပ်အနေနဲ့ ready ရှိနိုင်ဖို့ရန်အတွက်ကျွန်တော်အားလုံးလှုပ်ထားပြတာဖြစ်တယ်။ဒါပေမဲ့အပေါ်ကတော့အခုအချိန်မှာငွေရဲ့ကျဲရဲ့ဝတ်စာ नॉ ခဲရန်လက်နက်အစအစအရာရာအားလုံးဟာ KIA ကနေမှာပဲထောက်ပံ့ပေးတယ်။ကချင်ကောရခတွေခံစားတဲ့အရာရဲ့ KPDF တို့ခန်းစားတဲ့ဥစ္စာ Rowan PDF တီ Liso PDF တီ KIAD တို့ခန်းစားတာအလုံးဟာညီတူညီမျှဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောချင်တယ်။ကျွန်တော် KIA ရဲ့လက်အောက်ထဲမှာ SNA မဟုတ်ဘူးနော်လူရှမ်းနေတယ်ရှိတယ်ကတဲ့လူမျိုးတွေရှိတယ်တခြားတော့လူမျိုးတွေရှိသေးတယ်ကျတို့ KIAD DPTF တွေနဲ့မတွဲရင်လဲအဲကျတို့တွဲ sit in အားကလုံလောက်ပြီးသားဖြစ်တယ်တခု့ နောက်တစ်ခုကခဏတော့ငါဒီထဲမှာခွန်အုပ်ကပြောသွားတာကနိုင်ငံရေးအလေပြုံးတစ်ခုခုဖြစ်လာတဲ့ဆိုလို့ရှိရင်တော့ CNLL MNDAAD လို့ပဲတော်လရဲတွေကိုထားခင်မှာပဲလို့ပြောတယ်ကျတော့မတွဲချင်ရင်အစကတည်းကမတွဲဘူးခဏတော့ကပြောလို့ကျတော့ KIA တွေကချင်းပြည်နယ်ကိုလွတ်လွတ်လပ်လပ်နေနိုင်တယ် ကျွန်တော်ကချင်ပြည်နယ်မှာ ထွက်နေတော့ပစ္စည်းတွေအားလုံးမြေအောက်မှာထွက်တဲ့ပစ္စည်းဒီမြေပေါ်မှာထွက်တဲ့တယံဇာတာတွေအားလုံးဟာတရုတ်မကြိုက်တဲ့အရာဘာမှမရှိဘူးတရုတ်ဒီနဲ့ကျမတို့မဟာမိတ်ဖွဲ့လိုက်ရင်စစ်ခွေးတွေမျက်စောင်းနဲ့တောင်မှထိုးလို့မရဘူးဒီနဲ့ကျမတို့မြန်မာတနိုင်ငံလုံးကိုကြည့်ပါစစ်ခွေးတွေဘုံလုံးဝမကျဲတဲ့နေရတနေရရှိတယ်အပါလေဆိုတော့ဝရရဲ့နေရဖြစ်တယ်ဝရဟာတရုတ်ဒီနဲ့ 2 in 1အနေနဲ့နေတယ်ဒါကြောင့်ဝနေရာကိုစစ်ခွေးတွေမျက်စောင်းနဲ့တောင်ထိုးလို့မရတာဖြစ်တယ်ဒီနေ့တို့တို့ကချင်လိုမျိုးတွေလည်းတကိုယ်ကောင်းဆန်ချင်တဲ့စိတ်တတ်တာရှိခဲ့တယ်ဆိုလို့ရှိရင်ဒီ27ဒေါ်လာရေးထဲမှာ ကျတို့ပါဝင်လာဆရာလည်းမလို့တလို့စစ်ခွေးတွေကျတို့ကချင်ပြည်နယ်ကိုမျက်စောင်းနဲ့တောင်မှထိုးလို့မရတဲ့အခြေအနေမှာကျတို့ KIA တွေလှုပ်သွားလို့ရတယ်ဒါပေမဲ့ကျတို့ဟာ KIA ဒီဟာတကောကောင်းစိတ်မရှိဘူးကျွန်တော် KIA စတီထောင်လာတဲ့နေ့ကနေမှဒီနေ့ဒီအချိန်ထိစစ်ခွေးတွေကတော့ကျွန်တော်ကိုတပုံလိုမျိုးလိုတော့တတ်မှတ်ထားတာပဲเนาะကျွန်တော်ကချင်လိုမျိုးတွေဟာကိုယ့်ရဲ့ကံကြမ္မာကိုကိုဖော်ဆောင်မယ်ဆိုရက်စိတ်တက်နဲ့ဒီနေ့ဒီအချိန်ထိနေတာဖြစ်တယ်ကိုယ့်ရဲ့နှာခေါင်းနဲ့ကိုအသက်ဝဝရှူနိုင်တဲ့လူမျိုးဖြစ်တယ် အခုနှာခေါင်းနဲ့ကိုဝဝရှိုတဲ့နိုင်ငံသားပိတတဲ့တိုင်းရင်သားတွေကိုချစ်တတ်တဲ့စိတ်နှလုံးသားရှိတဲ့အတွက်ကြောင့်စစ်ခွေးကိုတော်လာမယ်ဆိုတဲ့တိုင်းရင်သားတိုင်းကိုစစ်ပညာတွေတင်ပေးပြီးတော့စစ်ပညာတင်တဲ့အခါမှာတပြားတစ်ချက်မှမယူဘဲနဲ့စစ်ပညာတင်ပေးတယ်စစ်ပညာတင်တဲ့အချိန်မှာစားဖို့ဝတ်ဖို့နေဖို့အဆက်ဆက်အရာရာကူညီခဲ့တယ်လက်နက်ခဲရတဲ့အကုန်ကူညီပြီးမှကျတော့ကစစ်ခွေးကိုတော်လာမယ် တပ်ဖွဲ့တိုင်းကိုလူမျိုးတိုင်းကိုစစ်ပညာသင်ပေးတဲ့လူမျိုးဖြစ်တယ်။ကိုကသာတကိုကောင်းဆန်နေမယ်ဆိုလို့ရှိရင်ဒီနေ့ဒီအချိန်မှာကျောရုတ်ကချင်းဒီကချင်းပြည်နယ်သားတွေဒီလိုမျိုးခံစားနေစရာအကြောင်းမရှိဘူး။အခုဒီခွန်အုပ်ကဟာ သမင်းစားပြီးကြီးတာလားမစင်စားပြီးကြီးတာလားကချင်းနေအကြောင်းပြောမယ်ဆိုလို့ရှိရင်ကချင်းနေအကြောင်းကိုအရင်နားလည်အောင်လုပ်ပါကချင်းအကြောင်းကိုအရင်စုံစမ်းပါဒီနေ့ကျတော့ကချင်းပြည်နယ်မှာစစ်ရဲတလောက်ကြီးဖြစ်ပွားနေပေမဲ့အကြောင်းနေဆက်လက်ဖွင့်ပွေးနေတဲ့နေ့တိုင်းကျတော့တိုင်းရင်သားလက်နက်ကိုင်းတွေကိုအခုအချိန်ထိစစ်ပညာတွေတင်ပေးနေတယ် ဒါကြောင့်မို့ကျွန်တော်ကချင်တွေရဲ့အကြောင်းကို KIAD ရဲ့အကြောင်းကိုပြောမယ်ဆိုလို့ရှိရင် KIAD ရဲ့အကြောင်းကိုလေ့လာပါစုံစမ်းပါမတိဘဲနဲ့ social media တွေအလကားနဲ့အလကားဟောင်းမနေနဲ့လို့ဒီခွန်အောက်ကာကိုပြောပြစေကျွန်တော် KIAD ကကျွန်တော်ရဲ့ခွန်အားနဲ့ကျွန်တော်ကချင်ပြည်နယ်နဲ့သက်ဆိုင်သောစစ်တပ်တွေကိုလူမျိုးအလိုက်ရောတိဆောက်ထားပြီးပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတခြားသောတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လက်မတွဲရင်လည်းကိစ္စမရှိဘူး နော်ရိုင်းရိုင်းပြောမယ်ဆိုဒီအသဘောတော့ရောက်တယ်ပြီးဒါပေမဲ့ဒီနေ့ကျမတို့ကပြီးထောင်စု မြန်မာနိုင်ငံတော်ထဲမှာရှိတဲ့အတွက်ကြောင့်ပြည်ထောင်စုစိတ်သက်ရှိပြီးမှတိုင်းရင်းသားတွေနဲ့လက်တွဲနေတာဖြစ်တယ်။အေးသူပိုမြခန်းစားမယ်ဆိုတဲ့စိတ်သက်နဲ့ကျမတို့ကဒီနေ့ဒီရဲ့အချိန်အထိတရုတ်ဒီကျမတို့ကိုအလီလီစကားပြောခဲ့ပေမဲ့တရုတ်ဒီရဲ့စကားကိုလည်းညှင်းဆန်တဲ့စစ်ခွေးတွေရဲ့ဖိနှိမ်ခြင်းကနေမှအတူတူလွတ်မြောက်ဖို့အတွက်တိုင်းရင်းသားတွေနဲ့လက်တွဲတာဖြစ်တယ်။ဒါတခု့ ။ဆိုတော့နောက်တစ်ခုအနေနဲ့ကတော့ငိမ့်ချမ်းရဲခဏတုန်းကကျွန်တော်ဂျန်နရယ်ကိုမျိုးပြောသွားပြီးငိမ့်ချမ်းရဲဆိုတဲ့အထက်မှာကျွန်တော်ကချင်တို့မျိုးတွေလက်ခံတဲ့ငိမ့်ချမ်းရဲဟာအပြစ်ခတ်ရက်ဆဲတာကိုပြောတာမဟုတ်ဘူး။အပြစ်အခတ်ရက်ဆဲတယ်ဆိုတာကအကျဉ်းချင်းဖြစ်သွားနိုင်တယ်။ဒါပေမဲ့စစ်ခွေးတွေနားလေတာကတော့အပြစ်ခတ်ရက်ဆဲတာကိုငိမ့်ချမ်းရဲလို့ထင်နေကြတယ်။ငိမ့်ချမ်းရဲမဟုတ်လို့ပဲဒီနေ့ကျွန်တော်ကအပြစ်ခတ်ရက်ဆဲလိုက်ပြန်ချလိုက်အပြစ်ခတ်ရက်ဆဲလိုက်ပြန်ချလိုက်ဖြစ်နေတာ။ဒါကငိမ့်ချမ်းရဲမဟုတ်ဘူး။ကချင်တို့မျိုးတွေ တွေလိုချင်တဲ့ငိမ့်ချိုင်ရဲဟာညီမြမှုရှိမှအိမ်ထောင်တဲ့အိမ်ထောင်ထဲမှာမြင့်ဝင်ကမားသွားတယ် sorry ပါလို့တောင်းပန်ပေမဲ့လည်းပဲအချိုးတွေမပြေဘူးဆိုလို့ရှင်တခါမဟုတ်တခါပြန်ပြန်ဖြစ်ကြမှာပဲအိမ်ထောင်ထဲမှာဒါပေမဲ့ အဖေဖြစ်တဲ့သူကလည်းအဖေရဲ့တာဝန်အမေဖြစ်တဲ့သူလည်းအမေရဲ့တာဝန်တာသမီးတိုင်းလည်းသူ့တာဝန်နဲ့သူလှုပ်ဆောင်သွားရင်ဒီအိမ်ထောင်ကပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ဖြစ်သွားတယ်။ထို့နည်းတူပဲဒီမြန်မာနိုင်ငံထဲမှာလည်း general ကိုမော်ပြောထားတဲ့အထက်မှာ စစ်ခွေးတွေလက်မခံတာတွေအများရှိတယ်ဥပမာအထောက်အချာအာဏာကိုကာကွယ်ဖို့ဆိုတာတတ်မတော်မှာပဲတာဝန်ရှိတယ်ဘာကြောင့်မို့စစ်ခွေးတွေကလွဲရင်တခြားတော့တိုင်းရင်းသားတွေကဘာကြောင့်မို့ဒီအထောက်အချာအာဏာကိုကာကွယ်ဖို့ရတော့တာဝန်မရနိုင်တာလဲဒီစစ်ခွေးတွေကပဲကျွားတော့တခြားတော့မြန်မာနိုင်ငံသားတွေအားလုံးတဲ့သူတို့ကထူးခြားနေလို့လားနော်ဆိုတော့ဒီနေ့ကျွားတော့ KIAD ပြောတောင်းဆိုတာက ကျွန်တော်တို့ကပြည်ထောင်စုမြန်မာနိုင်ငံတော်ဖြစ်တဲ့အတွက်ကြောင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်နဲ့တတ်ဆိုင်တဲ့တတ်တော်ကိုဖွဲ့မယ်လို့ပြောရင်လည်းစစ်ခွေးတွေလက်မခံဘူးကျွန်တော်တို့ကချင်းနေဖြစ်စေချင်တာကပြည်ထောင်စုမြန်မာနိုင်ငံတော်ဖြစ်တဲ့အတွက်ကြောင့်ပြည်ထောင်စုနိုင်ငံတော်တတ်တော်ကိုတည်ထောင်မယ်အဲ့ဒီမှာစစ်ဦးစီးချုပ်သူဦးရဲ့အောက်မှာပဲကျွန်တော် KIA တွေလည်းအကုန်ပြည်ထောင်စုတတ်တော်အနေနဲ့နေမယ်ဒါလည်းစစ်ခွေးတွေလက်မခံဘူး ရင်နိုင်မယ်လို့လည်းပြောတယ်ကျွတ်ရုတ် KAAD ကဒါမျိုးဖြစ်တင်တယ်လို့ပြောလဲလက်မခံဘူးဒီနေ့ကျွတ်ရုတ် KAAD ပြောထားတဲ့အထဲမှာမားတဲ့အရာတစ်ခုမှမပါဘူးဒီနေ့ကျွတ်ရုတ်မြန်မာနိုင်ငံကပြည်ထောင်စုမြန်မာနိုင်ငံတော်လေဥပမာဒီတစ်ခါမှဗမာလူမျိုးတွေတမရအကြီးဆုံးဖြစ်တယ်ဆိုလို့ရှိရင်နောက်တစ်ခါမှကရင်လည်းဖြစ်နိုင်တယ်ကယားလည်းဖြစ်နိုင်တယ်ကချင်လည်းဖြစ်နိုင်တယ်အချိန်ပြီးဗမာလူမျိုးကြီးပဲအရာအလုံးရဲ့ top ထဲမှာတော့မဖြစ်နိုင်ဘူးလေပေါ့ဘူးလားပြလို့ရှိရင်လည်း ဒီနဲ့ကျွဲ့လို့မြန်မာနိုင်ငံမှာလူမျိုးပေါင်းစုံရှိတယ်ဘာသာပေါင်းစုံရှိတယ်ဒါကြောင့်မို့လူမျိုးပေါင်းစုံဘာသာပေါင်းစုံနေထိုင်ခြင်းနဲ့ဆိုလို့ရှိရင်လူမျိုးပေါင်းစုံဘာသာပေါင်းစုံနေထိုင်လို့ရတဲ့ဥပဒေကိုလောက်ရအောင်လို့ပြောရင်လဲစစ်ခွေးတွေလက်မခံဘူးဆိုတော့ဘာမှလက်မခံဘူးတို့တို့ကငိမ့်ချရေးကိုသာဖိတ်ခေါ်နေပေမဲ့လဲပဲ ငိမ့်ချမ်းရေဖြစ်နိုင်တဲ့အရာတခုမှမလုပ်ဘူးခဏတုန်းက general ကိုမော်ပြောပြီးလွတ်တော်ထဲမှာ25ရာခိုင်နှုန်းနေချင်တယ်ဆိုလို့ရှိရင်တခြားတော့တိုင်းရင်းသားတွေကိုလည်း DSA မှာဘယ်လောက်ရာခိုင်နှုန်းကျွန်တော်ကိုလည်းနေခိုင်းမလဲဒါလည်းမနေခိုင်းစေချင်ဘူးဒီဆိုလို့ရှိရင်ဘာလုပ်တော့မလဲပြည်ထောင်စုတပ်တော်တည်ထောင်ရအောင်လို့ပြောနေ no ကျွန်တော်မြန်မာနိုင်ငံကဘာသာပေါင်းစုံလူမျိုးပေါင်းစုံရှိတဲ့အတွက်ကြောင့်ဘာသာပေါင်းစုံလူမျိုးပေါင်းစုံနေနိုင်ဖို့ရအတွက်ဥပဒေလောက်ရအောင်ဆိုလို့ရှိရင်လည်း no အခုကအပြစ်ခတ်ရက်ဆဲတာပဲမဟုတ်ပဲနဲ့တကယ်တည်ငြိမ်တဲ့ငြိမ်းချမ်းရဲ့ရရှိဖို့ရာအတွက်တိုင်းရင်းသားတွေအားလုံးကိုစီကိုစီနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်ရအောင်လို့ပြောလဲ no နင်တို့ကဒါမလုပ်ရဘူးဒါမလုပ်ရဘူးအကုန်ပြောပြီးမှလာ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 လို့ခေါ်ရင်ဘယ်အပေါက်ကနေဝင်လာမှာလဲအိမ်ခဲကိုခေါ်ချင်တယ်ဆိုလို့ရှိရင်အိမ်တကားဖွင့်ထားရမှာလေဒါကြောင့်ပြောတာစစ်မှန်တဲ့မန်ကန်မှုနဲ့ဖိတ်ခေါ်တာမဟုတ်ဘူး 呃，咱老讲那个目标多来，一切目的不，喏，苏拉卡、十苏拉卡、内马喏，什么内马尔是老吸引，哎呀，阿罗约别晓得哈，阿小李也搞不嘛不的。 ပြီးလို့ရှင်လည်းနိုင်တဲ့သူကအမြဲတမ်းအမှန်တရားပဲဒါကြောင့်ဒီနေ့ကျွန်တော်တို့ဒီတော်လာရဲ့မပြီးမချင်ကျွန်တော်တို့စစ်ခွေးတွေနဲ့စကားပြောလို့မရဘူးတခုနောက်တခုကတော့ဒီစစ်ကိုရှုံသွားပြီဆိုစစ်ခွေးတွေကျွန်တော်ကိုပက်ပက်ဆက်ဆက်ချမယ်ဆိုတော့ကျွန်တော်တို့တော်လာရဲတွေမမေ့ဖို့လိုအပ်တယ်ဒီနေ့ကျွန်တော်တို့တော်လာရဲကိုထောက်ခံနေတော့ပြည်သူလူထုတွေရောအားလုံးမှာအပြစ်ဖြစ်သွားလိမ့်မယ်ဒါကြောင့်မို့ တော်လန်ရဲကိုမနိုင်မချင်ဘသူနဲ့မှကျွန်တော်တို့စကားပြောလို့မရဘူး။နင့်အချက်ကဇေဒနာနဲ့မန်ကန်တဲ့ဖိတ်ခေါ်ချက်မဟုတ်ဘူးလို့ပြောတယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့ကျမတို့ကိုဟဲ့လာခဲ့ကြငိမ့်ချမ်းရဲလောက်ကြမယ်လို့စစ်ခွေးတွေခေါ်တယ်။တကယ်ပဲငိမ့်ချမ်းရဲကိုတို့ခေါ်သလား။ကျွန်တော် KIA တွေပြောတယ်။ဟုတ်ပြီနင့်တို့တလောက်ကြီးငိမ့်ချမ်းရဲတလောက်လိုချင်ကြတယ်ဆိုလို့ရှိရင်လောက်ကြမယ်။ဒါပေမဲ့လဲပဲအခန်းထဲမှာနင့်တို့စစ်ခွေးတွေနဲ့ငိုတော့ပဲပြောတာမျိုးမဟုတ်ဘူး။ နင်းနော်နဲ့ငရုတ်ဘာလို့အပ်တလဲဆိုတာစပွဲဝမ်းတစ်ခုထဲမှာပြောမယ်ပြီးသူတွေအားလုံးနားထောင်ပါစေစစ်ခွေးတွေတဘောမတူဘူးလွန်ခဲ့တဲ့အချိန်မှာလဲကျွန်မပြောပြီးပြီကျွန်တော် KIAD ကိုဟိုလာအိုဘက်မှာစကားပြောဖို့ခေါ်တယ်မြန်မာပြည်သားချင်းချင်းလေသူတို့နေပြည်တော်မှာနေတယ်ကျွန်တော် KIAD ကကချင်းပြည်နယ်မှာနေတယ်တနေရမှာသူ့မှာစကားပြောလေမဟုတ်ဘူးလာအိုမှာစကားပြောမယ်တဲ့ တတို့ KAAD ပြောတယ်လာဟိုဘက်မှာတော့မပြောနိုင်ဘူးဒီဆိုလို့ရှင်နင်းတို့ထိုင်းကိုလာခဲ့ပါတဲ့ထိုင်းကိုရောက်တယ်ဆိုလို့ရှင်အဲစစ်ခွေးတွေကလဲရင်နဲ့ကျွန်တော် KAAD ကိုနေပြီးတော့ကိုခေါ်မယ်နေပြီးတော့မှဆွေးနွေးမယ်တဲ့ကျွန်တော် KAAD ပြောတယ်နေပြီးတော့ကိုလာမယ်ဆိုလို့ရှင်ဘာလို့ထိုင်းကိုတော့မလဲဟုတ်ဘူးလား ထိုင်းကိုမသွားဘူးနေပြီးတော့မှတွေ့မယ်ဆိုလို့ရှိရင်ထိုင်းကိုသွားဆရာမလို့ဘူးနေပြီးတော့ကိုတခါလဲလာခေါ်ထားလိုက်လေ KAAD နေတဲ့နေရာလဲနင်းတို့သိတာပဲအဲ့ဘက်မှာလဲရင်ပို့ပြီးမှတခါလဲကျတို့ KAA လူကြီးတွေကိုလဲရင်နဲ့ခေါ်ပြီးနေပြီးတော့လုပ်လေဒါလည်းမလုပ်ချင်ဘူးဒီနေ့ KIAD နဲ့စကားပြောဖို့ရန်အတွက်စစ်ခွေးတွေခိုးကြောင်ခိုးဝဲနဲ့လုပ်တယ်ဆိုတာပြည်သူတွေလည်းတိတဲ့သူရှိလိမ့်မယ်မတိတဲ့သူတွေလည်းရှိလိမ့်မယ် စစ်ခွေးတွေကကျတို့ KIA နဲ့စကားပြောချင်တာအမြဲတမ်းခိုးကြောင်ခိုးဝဲနဲ့ပဲပြောချင်တာကျတို့ KIA တွေပြောတာရှင်းရှင်းနဲ့ပဲပြည်သူတွေအားလုံးကိုခေါ်ပြီးမှပြည်သူချက်မှာစကားပြောမယ်ဒါပဲဒါမျိုးမလုပ်နိုင်ဘူးဆိုလို့ရှင်လုံးဝမပြောဘူးဆိုတော့အခုဒီစစ်ခွေးတွေကျတို့ကိုငင်းချင်ရခေါ်လိုက်တယ်ဘာပုံစံနဲ့ခေါ်တယ်လဲကျတော့တိုင်းရင်းသားတွေအားလုံးကိုငင်းချင်ရလောက်ရအောင်လို့ခေါ်တယ်ပြီးလို့ရှင်ငင်းချင်ရရတော့ဘယ်သူအုပ်ချုပ်မလားစစ်ခွေးပဲအုပ်ချုပ်မှာလေ တို့ရဲ့အခြေခံဥပဒေထဲမှာရှိပြီးသားအများပြည်သူကိုကိုးကွယ်တဲ့ဘာသာကိုမကိုးကွယ်တဲ့သူတွေဟာဘူကြီးနေရကနေမှအပေါ်ကိုပေးလို့မရဘူးဆိုတာတို့ရဲ့ဥပဒေထဲမှာရှိပြီးသားဒါကြောင့်မို့ဒီနေ့ကျွဲတော့ KIAD ဟာငိမ့်ချရဲ့စကားကိုမပြောတင်တာရဲ့စစ်ခွေးတွေရဲ့ဖိတ်ခေါ်မှုကမမမကန်တဲ့အတွက်ကြောင့်အဲကျွဲတော့ KIA ကတော့ဒီငိမ့်ချရဲ့စပွဲကိုမလာတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောပြခြင်းနဲ့ဒါကိုခွန်အုပ်ကာဆိုတဲ့ အဲခွေးလဲမသေးခင်လဲလာနာထောက်သွားပါလို့ပြောချင်တယ်เนาะပြည်သူတွေအားလုံးစမ်းမပြုတ်ရှိကြပါစေ